ကျွန်မရွှေရအောင်မြင်လာပါအောင်မြင်ချူချန်နေရကျေးဇူးပါတယ်ဒါကျွန်တော်ဒါမမမပြီးခဲ့တဲ့နှစ်သုံးလေးခွေပေါ့နော်နှစ်သုံးလေးခွေဒီဒါလေးကဒီမနက်ကပဲ main ခွက်ပေါ့နော်နှစ်သုံးနဲ့နှစ်လေးဆိုပြီးတော့ပြီးခဲ့တာပေါ့နော် ဒီနှစ်သုံးလေးဖွေကိုနှစ်သုံးနှစ်လေးဆိုပြီးပြရမယ်ကွအောင်ပါကျွန်တော် free မှာလေဒီဟာကိုကျွန်တော်ငားထည့်ပြီးနှစ်သုံးလေးငားဆိုပြီးကျွန်တော်ပြီးခဲ့တယ်ပေါ့နော် free မှာလေကျွန်တော် video တင်တယ်နှစ်သုံးလေးငားအခုမှအဲ့မှာလေကျွန်တော်23နဲ့54ဆိုပြီးတော့ကျွန်တော် main ကွထုတ်ပြီးခဲ့တယ်ပေါ့နော်အဲ့ကောင်လေ free အောင်ပါပြီဆိုတော့ကျွန်တော်တို့အခုနှစ်ဖက်ထပ်ပြီးတော့ဒါပုံမှန်ဆိုရင်တော့ကျွန်တော်ကပုံရင်ပြောလို့ရှင်ဒီသုံးလုံးကို break တို့ကိုအရင်အစောပိုင်းဘာလို့မတင်လဲဆိုကျွန်တော်မှ member ခေါ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ပြောသူမြန်မာလေသုံးလုံးခွေ free လေသုံးလုံးခွေဆိုလို့ရှိရင်အာဘယ်သူမှတော့မြန်မာကိုဝင်ပြီးတခုတည်းကကစားမှာမဟုတ်တော့ဘူးလေအဲ့တော့ကျွန်တော်တို့ကဒါမြန်မာကလည်းအောင်းလာပြီတကက်အောင်းလာပြီဖြစ်တဲ့အတွက်ကျွန်တော်သုံးလုံးခွေတစ်ခွေနဲ့ break တစ်ခုကိုတင်ပေးမယ်ပေါ့နော်ပြီးသွားလို့ရှိရင်လေးတိုက်လေးတိုက်ကိုကျွန်တော်နှစ်ကွက်လေးတိုက်နှစ်ကွက်ပါတခါလေးထည့်တင်ပေးမယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်လိုက်ကြည့်ပြီနော်နှစ်ပေါ့နော်ကျွန်တော်ဒီလို 62တွေထွက်လာပြီဆိုရင်ဒါအရင်တစ်ပတ်ကလည်းဒါကျွန်တော် ship break အောင်ခဲ့ရပြိမ်ပါဗျာမြန်မာမှာ ship break ပေါ့နော်သူက6နှစ်ထွက်ပြီး2ရက်တွင်း ship break 2ရက်တွင်း ship break 2ရက်တွင်း ship break ဆိုတော့ကျွန်တော်ဒီမှာတော့6နှစ်ထွက်ပြီးကျွန်တော်ဒီတနင်္လာနေ့တော့ကိုဖတ်ရတာပေါ့နော်2ရက်တွင်း ship break တွေဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အောင်ရတယ်ပေါ့နော် ship break ကအောင်ရတယ်အဲ့အခွေလေးရဲ့အဲ့ကောင်ရဲ့အဆက်ပေါ့နော်သူကအောက်မှာအဲ့အောက်ပြီးမှဒီ 6နှစ်လို့ထွက်လာပြီပြီးတော့တပတ်ကျော်မှကျွန်တော်6 grade 6 grade ဒီမှာလည်း6 grade ဒီမှာဆိုလည်း6 grade ဒီမှာဆိုလည်း6 grade ဆိုတော့ကျွန်တော်6နှစ်ထွက်ပြီးတော့ရင်ကျွန်တော်တို့6 grade ဆိုပြီးတော့ရှိရမှာเนาะအဲ့6 grade ကလေကျူရီရူရောမရှိဘူးကျွန်တော်တို့ main work ကကျွန်တော်တို့24နဲ့ခွန်ပြူဆိုပြီးတော့အဲ6ရက်ကိုရှိမှာပေါ့နော်အဲ့ဒါလေးရှိမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အခွေပေါ့နော်အဲ့အခွေရလဲဒီကောင် 8နှစ်ကျွန်တော်တို့ဒီလို80နှစ်80နှစ်တွေထွက်ထားပြီဆိုရင်သူလည်းပြက်ပြင်မရှိဘူးเนาะအခွေရှိတယ်8နှစ်လို့ထွက်ထားပြီးဒါကဒီအခွေကကျွန်တော် ပြောမယ်ဆိုမြန်မာမှာတော့မှထက်ပြီးအစားထိုးပေးလို့ရရတယ်ဒါပေမဲ့အကုန်လုံးလည်းထိုးရမရှိတော့လို့ကျွန်တော်ချပြီးရသူက280ဆိုရအခွေပေါ့เนาะ283ဆိုရအခွေ တယ်သူအောက်မှာ280ဆိုတဲ့အခွေ10နှစ်လို့ထွက်ပြီးသူအောက်မှာ280ဆိုတဲ့အခွေ10နှစ်လို့ထွက်ပြီးသူအောက်မှာ280အခွေ10နှစ်ထွက်ပြီး280 20 280ကျွန်တော်တို့280 280 280ဆိုပြီးတော့အဲ့ဒီမှာကျွန်တော်တို့280ဆိုတဲ့အခွေရှိရတယ်နော်အင်းရှိစေဆိုတဲ့အခွေမှာကျွန်တော်တို့ယူထားတဲ့ကဏ္ဍက28နဲ့20ဆိုတဲ့ကဏ္ဍကမေ main နေနဲ့ကျွန်တော်ယူထားရပါတော့အဲ့ဒါကိုအဲ့ဒီ280အခုကိုကစားမယ်ဆိုလို့ရှင်ကစားလို့ရတာပေါ့နော်280အပူပါပဲနော်အပူပါအပူပါအဲ့တော့တူလည်းပဲဒီမှာထုံးကြီးပါမယ်ကျွန်တော်တပင်းမှမပြတ်တာဘူးတောက်လျှောက်တူထွက်ပြေးနေတာတပင်း2ပင်း3ပင်း4ပင်း5ပင်း6ပင်း8ပင်း10ပင်း9ပင်းဒါ10ချိန်မြောက်ပေါ့နော်ဒီ280အခုပူမာတယ်ဗျာ အဲ့တော့အဲ့80ခုကြီးရှိမယ်ပြီးသွားလို့ရှိရင်နောက်ထပ်နေ့တိုင်းကျွန်တော်ပြီးမယ်နေ့တိုင်းမပြီးရင်အရင်ကျွန်တော်တစ်ချက်ပြပေးမယ်ဗျာနော်ကျွန်မရှိပတိကစားတဲ့မိတ်ဆွေယူကျွန်တော်တစ်ချက်ပြောခြင်းလေပတိကစားမယ်ဆိုလို့ရှိရင်ဟိုကနန်းဒီကနန်းဟိုဟာဒီဟာကျွန်တော်တို့ဓာတ်ပြီးတော့တကူတခါကြီးလိုက်ရှာနေတယ်ကျွန်တော်ပြောပြမယ်အဲ့ကျွန်တော်ဒီပြတဲ့အတိုင်းမှာရှိရှိကစားကြည့်လိုက်နော်တော့ရှောက်များတော့ဖြစ်အောင်နေပေါ့နော်ကျွန်တော်တို့ ။ तू က၄ရက်ပဲကစားရမှာ။တနင်္လာနေ့ပဲဖြစ်ဖြစ် तू ကပထမဆုံးထွက်တဲ့ကနေဒီနှစ်အဲ့နှစ်က तू ကဒီမှာနှစ်နှစ်ထိပ်နှစ်အဲ့နှစ်ပတ်ပြီးဆိုပြီးပြန်ကြရပါဘောနော်။ကျွန်တော်ထုံးလိုက်ရတော့ပတ်ပြီးပြလေးမရှိဘူး။ဒါပေမဲ့အဲ့ကစားနေဝေကစားရတာတို့တခုခုပေါ့နော်။တချို့တွေအဲ့လိုကြော်ရံကြမ်းကစားနေရတဲ့ဆိုင်ဒီလိုမျိုးလေးကျွန်တော်တွေ့ကြတာရှိလို့ဒါလေးကိုတော့ပြပြရတာအကြိုက်ရုံကစားပေါ့နော်။ဒီလိုတစ် နဲ့ဆိုင်ဒီ one tick ကအောက်မှာသူပြန်ရှင်းပြီးရေပေါ့နော်တည်တည်၄ရက်အတွင်းနော်၄ရက်အတွင်းကျွန်တော်ဒီမှာဆိုလဲသူက၃ရက်စားတယ်အတည့်ရက်၂ရက်၂ရက်အတွင်းမှာပဲချပါတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှင်6ကျွန်တော်6ဆိုပြီးကြားတယ်ဒီမှာဆိုရင်၃ရက်ကျွန်တော်၃ရက်လေးကြားတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှင်9ကိုတော့မှကြားတယ်ကျွန်တော်ဒီမှာဆိုလို့ရှင်1 1ပိုင်းကြားတယ်ကျွန်တော်ဒီမှာဆိုလို့ရှင်6 ဒီမှာအဲ့6တပင်ပြတ်သွားတယ်ဗျာအဲ့6တပင်ပြတ်သွားတယ်ကျန်တာကြီးကျွန်တော်ချက်ဆက်ကြည့်ပြီးမယ်နော်တစ်တစ်ပါခွန်ခွန်ပါကျွန်တော်ဒီမှာ6တရက်2ရက်3ရက်မှာ6ထွက်လာပြီနော်အဲ့လိုပဲဒီပုံမှာလည်းတောက်ချောင်းနော်ဒီမှာကျွန်တော်ခွန်ခွန်ပါနော်ဒီမှာဆိုရင်ကျွန်တော်1 တရက်နှစ်ရက်သုံးရက်မြောင်နော်လေးရက်ကစားမှာဆိုတော့ဒီမှာတစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်သုံးရက်သုံးရက်ဆိုဒီမှာပေါ့နော်တောက်လျှောက်သုံးရက်ရွတ်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တစ်ဒီမှာတောက်လျှောက်တစ်တွေထွက်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ခွန်တောက်လျှောက်ခွန်တွေထွက်တယ်ဒီမှာဆိုလို့ရှိရင်ငါးငါးတွေထွက်တယ်ဒီမှာဆိုလို့ရှိရင်သုံးရက်သုံးရက်ထွက်တယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ခွန်တော့ ခွန်ထွက်တယ်ကျောဒီမှာဆိုလို့ရှင်လေးလေးထွက်တယ်ကျောဒီမှာဆိုလို့ရှင်နှစ်နှစ်ထွက်တယ်ဟောဒါကြောင့်တော့ဒါကျွန်တော်ရည်ပြီးသားတော့မှာတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ပင်11ပင်12ပင်13ပင်14ပင်15ပင်16ပင်17ပင် 12ပင်13ပင်14ပင်15ပင်16ပင်18ပင်18ပင်19ပင်အပင်20 21ပင်ဒါ22ပင်မြောက်မှာတစ်ချိန်မဲပြတ်တယ်ဗျာဒီတစ်ချိန်မဲပြတ်တယ်ဒီတစ်ချိန်မဲပြတ်ထားတယ်22ချိန်မှာနော်အဲ့ဒီချိန်မဲပြတ်ထားတယ်ဒီအပေါ်မှာဆိုလဲသူပြတ်နေပြတ်မမှန်မှန်မှန်ဒါပေမဲ့များသောအဖြစ်မှန်တယ်ကျွန်တော်တစ်ချက်ထပ်ပြီးအပေါ်ကြီးပဲထပ်စီပြီးမှာ6တရက်၂ရက်၃ရက်၄ရက်မြောက်မှာ6ဆိုပြီးထွက်လာတယ်၄ရက်တော့ကစားရမှာဗျာဒီမှာဆိုရင်9 ိုးထွက်တယ်ဒီမှာဆိုရင်တုံညကျွန်တော်တုံညထွက်တယ်ဒီပေါ်မှာဆိုလို့ချင်းကျွန်တော်6 6ထွက်တယ်ထပ်တော့မရှိတော့ပဲကြာမှာဆိုအဲ့လိုမျိုးကြီးဗျာအများကြီးဗျာအပင်340မှာတပင်လောက်ပြတ်တာဆိုတော့ပတိကျွန်တော်ပြောသလိုတောက်လျှောက်တခြားကနန်းတွေဝယ်ထိုးတာတော့ဟို ကျွန်တော်တို့ဟိုကကနန်းတရားကနန်းပတိတဲ့ဆိုင်ကျွန်တော်ပြောတဲ့ပတိမျိုးကစားတော့ကြည်ဗျာ၄ရက်တော့ကစားမှာဒီကောင်ဆိုလို့ချင်းကျွန်တော်နှစ်ပါ၄ရက်ဆိုတာနောက်တစ်ပတ်တနင်္လာနေ့ထိတော့အကျုံးဝင်သွားလိမ့်မယ်အဲ့လိုမျိုးပေါ်တာကျွန်တော်ပတိပေးတာတော့မဟုတ်ဘူးလို့ကစားနေတဲ့လူမျိုးအမြင်မတော်လို့ကျွန်တော်ပြပြီးတာပဲရှိရဲကြာရင်တော့ကစားတကယ်လို့ပတိကတော့16ခွက်ရှိတယ်ကစားလို့ကုန်ရင်လည်းကိုယ့်အကူခံရရင်လည်းကိုယ့်အကူယူနော်အဲ့ဒါတော့ ကိုသမိုင်းနဲ့ကိုပေါ့ဗျာနော်အဲ့ဒါလေးတစ်ချက်ပြတာပြီးွားရင်ကျွန်တော်နေတိုင်းပြမယ်နော်ဒီလိုကျွန်တော်တို့အလယ်လေးကိုလေးကိုလေးကိုမှာသူက3ထောက်3ထောက်3ထောက်ဆိုသုံးမြင်ပဲရှိတယ်အဲ့ဒီမှာသူကဗုဒ္ဓဘူးနေမှာကိုးခွန်ဗုဒ္ဓဘူးနေမှာကိုးခွန်ဆိုကျွန်တော်တို့ဗုဒ္ဓဘူးနေမှာ60ခွန်အာဆိုရဲကဏ္ဍတစ်ခွက်ရှိမယ်ဒီကဏ္ဍကတော့ပြောရင်ပြောရင်ရန်ထိုးရမယ့်ကဏ္ဍမျိုးပေါ့နော်ရင်းကြီးကြိုက်တဲ့ထဲမှာပါဘူးဒါပေမဲ့အခုပြင်းမဲ့ကဏ္ဍကတော့တော်တော်ကြိုက်တယ် စိုက်ကိုကြည့်ဗျာဒီကောင်ကတကယ်ကြိုက်ဖို့ကောင်းတယ်ဒါပွင့်ရင်ပြောလို့ရှင်တော့ဒါကျွန်တော်မြန်မာမှာချပေးရဲ့ကနေချပေးမယ်ကနေမျိုးဗျာကျွန်တော်ဒီက၈၈ဆိုတဲ့ကနန်းကဒီမှာ၉၆တွေထွက်တာเนาะ၉၆၉၆၉၆တွေရှစ်ဘူးလို့ထွက်တယ်၂၁ကကျွန်တော်ဒီမှာ၂၁လို့ထွက်ဒါကတော့ပိတ်ရဖြစ်သွားတယ်၄၅ကဒီမှာ၅၄လို့ထွက်တယ်၅၂ကဒီမှာ၂၅လို့ထွက်တယ်ဒီ၂၅ကကျွန်တော်ဒီမှာရှင်းအဲ့မှာမှသူကဒီမှာရှစ်ဘူးရှစ်ဘူး 21ဆိုတဲ့ကလန်းကိုသူက12လို့ထွက်သွားတာပြောင်းမြန်လန်းပြီးတော့အာပြီးထွက်တာ45ကိုသူက94လို့ထွက်တာ52ကိုသူက25လို့ထွက်တာဆိုတော့မနက်ဖြန်ကိုကျွန်တော်တို့52ဆိုတဲ့ကလန်းကဒက်အဲ့ကနေတော့ကမိန်းနေနဲ့လှော်ရမှာနော်သူထွက်နေတာဒီကျွန်တော်ပြောလို့ဗုဒ္ဓဘူး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 မှရွယ်ထွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့52ဆိုရယ်ကဏ္ဍကတဲ့နော်အာရောကစားပါဗျာဟိုဘက်ဒီဘက်တော့အာရောလည်းနေတော့ကစားပါဗျာ အဲ့ဒါရှိမယ်အဲ့ဒီပြင်ပုံမှကျွန်တော်တချို့ပြရမယ်ထပ်ပြီးတော့မိကြီးလိုကျွန်တော်ပေးထားတယ်ဗျဒါကကိုးခွန်ရတာဒီနေ့နေတိုက်ထိုးတာเนาะဒါပါအင်္ဂါနေ့ထိုးတာကျွန်တော်ဒီ36တော့ကို36 36 36เนาะအဲ့ဝီကတ်ရှိတယ်เนาะအဲ့ကတ်မှာပဲ तू อ่ะကျွန်တော်ပြောမှာဒီမှာဆိုရင် तू อ่ะ၅တလုံးပိုင် तू อ่ะ၅တလုံးပိုင်ပါเนาะ၅တလုံးပိုင်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 ဆိုရှင်နေတော့ ဒီဘုတ်တဘူးနေမှာကျွန်တော်တို့ငါးပိုင်းနဲ့အဲ့ဒီခုနကကျွန်တော်ပြခဲ့တဲ့ဒီ52ဆိုတဲ့ကဏ္ဍကတော်တော်လှတယ်ဗျာနော်အဲ့52ဆိုတဲ့ကဏ္ဍအဲ့တော့ကျွန်တော်တို့15ရက်နေ့ကျွန်တော်15ရက်နေ့ဘုတ်တဘူးပေါ့နော်ဘုတ်တဘူးမှာကျွန်တော်တို့မိန်းမိန်း52အဲ့ကောင်တဲ့ပြီးရင်နောက်ထပ်ဟို89ခွန်ဘူးပေါ့နော် ိုက်ကနန်နှစ်ခွက်ပဲရှိမယ်ကျွန်တော်တို့အဲ့ဒါလေးအိုက်ကနန်နှစ်ခွက်ကိုကစားပေးပါတော့အဲ့မှာမှဒီကောင်ကိုဒဲအနေနဲ့ကို main အနေနဲ့ကိုဒဲတင်ထူเนาะ52ကိုဒဲတင်ထူပြီးကျွန်တော်တို့နော်ကျန်တာတော့ရံမျိုးကိုကြိုက်တယ်ဆိုရင်ကိုယ်ကစားလို့ရတယ်ပေါ့နော်ကဲမျိုးတွေအားလုံးပဲအောင်မြင်ကြအောင်ကြပါစေနော်